အားလုံးပဲမင်္ဂလာပါခင်ဗျာစတီဗလဖောင်းရဲ့အပတ်စဉ်ပြင်ဆက်နေကြစာတေးသံအစီအစဉ်မှာဘုညာတက်ဖတ်ပြပြီးသောမှာကတော့ဆရာတန်းတင်းရဲ့စိတ်ကမ်းရေဒီယိုတစ်ဆက်အစီအပဲဖြစ်ပါတယ်ဘောဆာလေးနဲ့ပေါ်စီတက်ရွေမှုသည်စာနှကြောင်းကြံဒီတက်တာကျွန်တော်ပြည်ထားဖြစ်တယ်ဘုသူစာအုပ်နံပါတ်တွေရောစာမြောင်စာညက်တွေရောအချို့ထုံးလို့ပေါ်ပြနေသည့်ကောက်စာတွေပါရောထိုစာနှကြောင်းကြံကြံနေတဲ့ထူးရီထူမြလည်းအတိအတ်မကျေပြန် သူတို့လည်းသူတို့ရည်ရွယ်ချက်သူတို့ပေါ်ပြလိုသည့်အတိတ်ပဲနဲ့သူတို့ရှိကြပါလိမ့်မယ်။ကျွန်တော်မှတ်သားမှုဒီကဂတိတ္တဇာတိရောခံဝဲဩဇာလေးနဲ့ပေါ်စီတက်၍နွေမြက်သစ်ပင်ဆေးဘဝင်ကြီးခုကြီးဖြစ်သည်။တည်ကြည်သောခိုင်မာသောဂတိတ္တဇာတရားတို့၏အရှိန်ဟွာကြောင့်ကြီးမားသောအစွမ်းသတ္တိများပေါ်ပေါက်လာတတ်ကြောင်းဆိုလိုသည်ဟုကျွန်တော်နားလည်ပါသည်။ဘလို့အတားစီအနောက်ရှက်ကမှချက်စည်းကာကွယ်ရေးနေရပါတဲ့။လေးလေးနက်နက်ကိုပဲထင်သာမြင်သာပေါ်ပေါက်လာပါပါတဲ့။ လမ်းမေးလမ်းကြားအလေးချပေါက်နေသည့်မြပင်ကလေးတွေမြပင်ကလေးတွေတောင်လက်စည်းတမျှအစွမ်းတွေပြကြပါတယ်သစ္စာမှန်ပါရင်နဲ့ဂတိကြည်ပါရင်နဲ့လောက်တော်လေးဤဂတိစကားကိုသစ္စာရှိသောစီမီတောက်ပန်းလေးတွေရာသီစစစောင့်ကြည့်နေကြတာကျွန်တော်တို့တွေ့မှုကြပါလေဂတိသမားနဲ့သစ္စာရှိသူကိုစုံစည်းကြတော့ပါတမီတမောပန်းကင်းကြီးကိုကျွန်တော်တို့တွေညီကြရပြီလွန်လှပသောနေ့လွန်လှပသောအချိန်ဖြင့်ဇလန်းစား၍ အလွန်ချိုးမိန်သောအခင်းကျင်းနှင့်ဇက်သိမ်းပြီလည်းဖြစ်ပါသည်ထို့သို့ဆိုပါလျှင်ရန်သူမရှိအမုံမရှိမျက်ရည်မရှိတောကမရှိမစုံစည်းရခြင်းမရှိအဝေးကြီးဆိုသောကျွန်တော်တို့ကြောက်သောနေရာသည်လည်းမရှိ ထို့သို့ဖြင့်ဂတိတစ္ဆာဆိုသည်ကအပျော်ကူပေးသည့်စေစံကောင်းပေပဲဟုကျွန်တော်ထင်မှတ်ခဲ့ဘူးသည်ဆရာစံခဲလေးကတော့ဖြင့်တိုးနှစ်တူထားခဲ့ဘူးသောဂတိစကားကတစ်ခါတလေအနောက်ဘက်အချင်းကျက်ဖြစ်နေတတ်ပါတည်း ထက်ဆန်ခြင်းကပြီးထားခဲ့မှုသောဂရီကိုမတိုက်ဆိုင်နိုင်သောအခါချေလွှတ်သင့်ပါသည်ရဲ့အရင်ကပြောခဲ့တယ်လေကိုလုံးကတိုင်တယ်ခဲ့မှုတယ်လေဟုတစ်ဖက်သက်အဆွဲများနဲ့ချီနှောင်မထားရပါတဲ့နှစ်ယောက်တလန်းလျှောက်ရန်ခက်ခဲကြသည့်အချိန်ဤအချိန်ခါဝယ်တယောက်တလန်းလျှောက်ကြရန်လဲဖြေလျှော့ပြီးလိုက်ပါတဲ့ဂရီဆိုသည်ကပြီးသောသူကဖြတ်ရသည်လားလက်ခံရရှိသူကဖြတ်ရင်ရောပြတ်တတ်သည်လားသောမဟုတ်နှစ်ဦးနှစ်ဖက်ဖြတ်မှပြတ်ကြသည်လားကျွန်တော်မသိဘူး ဖြတ်လိုက်သောကလေးကတူးတစ်ဖက်တည်းကိုဖြစ်ဖြစ်နှစ်ဖက်စလုံးကိုဖြစ်ဖြစ်ဝင်တော့ဝင်ပေါ်ကရောချစေနိုင်တာကတော့နားလည်စားပြုခဲ့တယ်။ပြာလန်ဆိုတဲ့လောင်ချိုင်းတဲ့မှာပေကြည့်တာကတိဆိုတဲ့ကျိုးနဲ့ရင်ခွင်မှအပိုင်းချီနှောင်းမထားရတဲ့ဆရာဆန်းခင်းလေးဤရွှေရင်သာတချင်းများတွင်တချင်းတို့ဖို့အတွေ့လိုက်ပါဝင်ပါပြီ။အနောက်တချင်းနှစ်ဖို့တွင်တင့်မှုတို့ကိုရွှေလာမချနိုင်တဲ့ လှလာမှာမဟုတ်ဘူးဟု၍နှိမ့်လွတ်နေပါသည်။ရင်းစာလေးပဲညံ့ပြီးဟုကိုနှစ်ကိုတန်ရာရွှေနှန်းပုံသွားသူသာပြန်သွားပါရန်သူတောင်းဆိုနေသည်။ဘဲငှက်ကြီးဒီလီမှပင်မခိုနားကျင်သောဂီနီယာဒီအပင်ကိုကိုမခင်ပေဘူးအကြောင်းသူခဏခဏပြောဆိုအော်ခဲ့ရင်ရွှေရင်းစာလေးကိုနှိမ့်လွတ်နေခဲ့သည်။ရောက်လာတဲ့ခဏကခြေလွတ်လွတ်လွတ်ပြောခဲ့ဘူးတော့ကိုလည်းသူဝန်ခံပါဘူး။ခုဖို့မထိုက်တံပန်းသိနေပါသဖြင့်ပြန်ပါတဲ့ရှင်လျက်တော်လည်းကောင်းသေးလျက်တော်လည်းကောင်း ဇုံတရားမြတ်မကကျွန်တော်တို့ဆုံးလုပ်ခဲ့မှုကြပါလိမ့်မယ်။ဆက်ပြီးလဲဆုံးလုပ်နေကြပါဦး။ထိုအခိုက်အတန့်ဝယ်ဘလို့စိတ်နဲ့ကျွန်တော်တို့ဆုံးလုပ်ခဲ့ကြပါလိမ့်မယ်။ဘလို့စုမျိုးတောင်းနေမိကြပါလိမ့်မယ်။ဘလို့တုံရင်ကြောက်တတ်မှုမျိုးနဲ့ကြောက်ခိုင်းထွက်သွားသူကြည့်နေပြီးကြပါလိမ့်မယ်။မုန်းလေသားကောင်းကိုနှုတ်ဆက်ရင်ရည်ရွယ်ချက်ဖြင့်ဆက်ကနေတစ်ချက်တည်းမောလိုက်ပါလိမ့်မယ်။တန်တန်သာဆူရဲစကားသူစင်ပေါ်တလာဆူရဲတဘောနဲ့ ဲ့အတန်းကြုံကြုံနဲ့စုံနေသူပါပြန်ပါတော့လို့နေနေရင်းကပြင်ပြန်ထွက်သွားမှစိုးရိမ်နေပြီပြန်ပါတယ်တဲ့ဒါကရွှေရင်းသာတခြင်းသုံးဖို့မှနောက်ဆုံးတခြင်းဖြစ်တယ်ရွှေရင်းသာပြန်ပါစိုးပါတယ်ချင်းတပုတ်၌ထူးထူးရက်ဆက်တော်အကြောင်းရံများကိုထည့်သွင်းရေးသားသင့်ပါလား။ဆရာအောင်ချင်းတို့ယူခဲ့သည့်အခေတ္တကာကကဗျာစာအုပ်ခေါင်းစဉ်တို့ရက်ဆက်တော်ပြီတာ။ တည့်ရက်အသေးများပေါ်မှာရက်ဆက်သောဂီတခါခဲ့တဲ့ဂတိတွေကိုဖြတ်လိုက်ပြီးပြန်ပါလို့နှင်းတဲ့သူကလည်းကောင်းရံဝန်ရအဝေးကြီးအဝေးကြီးကို ပြန်သည့်အတောင်ပံတွေကလည်းအစင်သင့်ပြီးဗန်းစရာသသိန်းဆိုရင်တော့စေတနာတွေငညာစိတ်တွေတတ္တီတွေအယောယောအထူးထူးနဲ့ကျွန်တော်ကြည်နူးနေလိုက်ပြီထို့သောမဟုတ်ပဲဘာဖြစ်လို့များကြောက်ကြောက်နဲ့စောင့်နေသည့်အဖြစ်ထဲကျွန်တော်အားတွန်းချခဲ့ပါတယ်ပြန်မှာဆိုပါတယ် ပြန်ပါကိုစူးနေပြန်ပါလိမ့်မယ်จันดาจันดาสุรจางานิเมนิเมสุรสกามยาเปชิงมาตุสุลามเลลูเยเตเตลีส่งมีตุบาพี่ซอตะเว่ตะโจ၌ထိုတို့ထိတ်လန့်တုံလုံးဖွယ်မျောလင်းချက်မျိုးကိုထဲ့သွင်းရေးဖွဲ့တင်ပါသလားနိမေနိမေဆိုသောမျောလင်းချက်တန်လျာတဲ့ ဒီသချင်းကကျွန်တော်ကိုဘာကြောင့်များဆွဲချသွားရတာလဲဒါကတော့မတရားမှုဒါကတော့ဖြင့်ရာသွေးမှုဟူ၍တစ်ဖက်သက်ဆွဆွဲနေမိကြလဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်ပင်နှင်းလွတ်ခဲ့မှုသူကျွန်တော်ကိုယ်တိုင်ပင်အနှင်းခံရမှုသူစသဖြင့်တဏှာများလဲတခွေပြီးတခွေကြုံခဲ့ရမှုသူတာတာရေဝေဒနာချောင်းဝေချေလာပြန် စေတနာသည်ခြင်းသာမြင်သာပင်စီဖြစ်ပါတည်းအချိန်ချင်းတွင်ပွင့်ဖက်ပွင့်ချက်ထက်ထက်ဖြင့်တင့်ရာပန်းမြက်ကိုပွင့်ဝေကြပါဦးဝေဒနာသည်ဟောရှူးတိုးတက်နေသောအမြင်များဖြစ်ပါသည်သူ့လွမ်းသူ့ငိုကိုအလုံးချုံဆုံးသိသိရန်ညီညက်နဲ့သည်သူတရွေ့ရွေ့ထိုးစင်းနေခြင်းဖြင့်သူခရီးကိုသူဆက်ပါသည်ဘဝလာတွင်အပြစ်ရှိပါ ညောင်လေးပင်မျိုးတွင်လည်းအပြစ်မရှိပါ၄000ခန်းတန်းစုံတွင်အပြစ်မရှိပါကျုံရမရသည့်အဆုံးအပြစ်ရှိသည့်တနခါပန်းပင်လေးကိုကျွန်တော်ခုပြစ်လိုက်ပါဤသည့်အခြေအနေခက်ကာလတွင်ဆိုအချင်းသမားကသူ့အလင်္ကာကိုစောင်းကျိုးတန်တော်ပေါ်သို့တင်ပြီးအကြီးစရာကသူ့ရုပ်ပုံကားချက်များအားစီးသွင်းပြီးဘုရားဆရာကရောအခုမလုပ်နေပါလို့လဲဆိုတော့ကြောက်ကြောက်နဲ့တိတ်တိတ်ကလေးစောင့်နေတာပေါ့ဗျာဖြေရလိမ့်မယ်ဖြေဘူး စကားမဆက်ကျွန်တော်တိတိကျကျပြောနိုင်တာတခုတော့ရှိပါသည်အဝေးကြီးဆိုသောနေရာတကယ်ရှိပါသည်ခုနားဆင်ကြရတာကတော့ဆရာတန်တင်ရဲ့စိတ်ကဲရေဒီယို30 SCB ဖြစ်ပါတယ်ဒီစီစဉ်လေးကိုတနင်္ဂနွေနေ့ည7:00နာရီထဲမှာတင်ဆက်နေကြမှုစောင့်မျှော်နားဆင်နိုင်ပါတယ်ကျွန်တော်လာကြည့်ပါခင်ဗျာ